မော်လင်းယုံနဲ့ရှိုးဝတ်ဦးရင်အပတိုင်းလင်းယုံလေးတကောင်ဟာရွာလေးရဲ့အိမ်တွေအပေါ်ကိုပြန်တန်းလေးရှိပါတယ်သူ့ရဲ့အမွေးတွေကရှိုးဝတ်တဲ့အလင်းတွေနဲ့လင်းနေပြီးတညမှာမောင်နှမနှစ်ယောက်ဖြစ်တဲ့မိုးနဲ့လေတို့ဟာမော်လင်းယုံလေးကိုလိုက်ဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာလင်းယုံလေးကိုလိုက်ရင်းရွာရဲ့အစုံကတစ်ပင်ကြီးတစ်ပင်စီရောက်သွားပါတယ်အဲ့ဒီတစ်ပင်ကြီးရဲ့အောက်မှာရှိုးဝတ်တကားလေးတစ်ခုရှိနေပါတယ် တကားကိုဖွင့်လိုက်တဲ့အခါသူတို့ဟာမော်ဦးရင်ကြီးတဲကိုရောက်သွားပါတယ်။ဒီဦးရင်မှာစကားပြောတတ်တဲ့ဘန်းတွေကခုံတတ်တဲ့သစ်ပင်တွေပြောစရာကောင်းတဲ့မော်သက်တော်ဝါတွေရှိနေပါတယ်။ဒါပေမဲ့ဦးရင်ကြီးဟာတဖြည်းဖြည်းညှိုးနှွမ်းလာနေပါတယ်။ဘာကြောင့်လဲဆိုတော့အလင်းပွင့်များပျောက်ဆုံးနေလိုပါ။မော်လင်းယုံလေးကသူတို့ကိုကူညီဖို့ပြောပါတယ်။အလင်းပွင့်များကိုပြန်ရှာဖို့မိုးနဲ့လေတို့ဟာဥယျင်ရဲ့လေးမျက်နှာကိုခီးထွက်ရပါတယ် သူတို့ဟာစကားပြောတတ်တဲ့မြေခွေးလေးတစ်ကောင်နဲ့မိတ်ဆွေဖွဲ့ပြီးပဟေဒီဖြစ်ရင်းနဲ့ပထမအလင်းပွင့်ကိုရှာတွေ့ပါတယ်။ဒုတိယအလင်းပွင့်ကိုရှာဖို့သူတို့ဟာကြပြာစိတ်တွေနဲ့ပူပေါင်းပြီးတချင်းဆိုရပါတယ်။ဒုတိယအလင်းပွင့်ကိုရှာဖို့သူတို့ဟာမော်မြစ်တွေနဲ့ပြည်နေတဲ့မော်အင်းအိုင်ကြီးကိုဖျက်ကျော်ရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဆုံးမကြီးရဲ့ခံတက်သေးကိုဝင်ရောက်ပြီးနောက်ဆုံးအလင်းပွင့်ကို ပြန်လဲရယူပါတယ်။အလင်းပွင့်တွေပြန်ရောက်လာတဲ့အခါဥယျာဉ်ကြီးဟာပြန်လဲစိမ့်လန်းလာပါတယ်။ မိုးနဲ့လေတို့ဟာမော်လင်းယုံလေးနဲ့အတူရွာကိုပြန်လာပြီးသူတို့ရဲ့စွန်စားကန်းကိုဘသူကမှမပြောပြပါဘူးဒါပေမဲ့ညာဘက်တိုင်းမော်လင်းယုံလေးကိုမြင်ရင်သူတို့ဟာပြုံးပြီးစိတ်ကူးရင်နေတက်ပါတယ်ပုံပြင်လေးကတော့ဒီလောက်ပါပဲကဗျာဒီလိုဒနာရီဆန်ဆန်ပုံပြင်လေးလေးတွေကိုချိန်နဲ့တက်တယ်ဆိုရင်ခေါင်းလောင်းလေးကိုနှိပ်ပြီးချန်နယ်လေးကိုစက်ခိုက်လှုပ်ပေးတော့ပါဦးခင်ဗျာနောက်ထပ်စိတ်ဝင်စားဖွယ်ပုံပြင်လေးတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ပရိသတ်တို့ရေ